ဖះရဲ့တက်မတော်လို့နာမည်မိရတယ် God Army ဆိုတဲ့ကရင်တော်လိုင်းအဖွဲ့တစ်ဖွဲ့ရှိပါတယ်အဲ့ဒီအဖွဲ့ကိုဥဆောင်နေတာကတော့အသက်၁၂နှစ်အရွယ်ဂျော်နီနဲ့လူသားထုဆိုတဲ့အမွှားညီကိုနှစ်ယောက်ဖြစ်ပါတယ်သူတို့ဟာကလေးတွေပြင်မဲ့သူတို့မှာထူးခြားတဲ့အင်အားတွေတကိုးတွေရှိရဆိုပြီးတော့ကရင်တွေကယုံကြည်ကြတဲ့အတွက်ဒီကလေးနှစ်ယောက်ကိုပခုံးမှာထမ်းပြီးဒီစစ်သားတွေက ူရဲ့ခေါင်းဆောင်အဖြစ်တင်မြောက်ခဲ့ကြပါတယ်ဒီကလေးနှစ်ယောက်ရဲ့ဒီ God Army ရဲ့အင်အားလူ200လောက်ရှိတဲ့အတွက်အင်အားလည်းမသေးဘူးလို့ပြောလို့ရပါတယ်ဗမာစစ်တပ်နဲ့တိုက်တန်းသူတို့နိုင်တယ်ဆိုတဲ့နာမည်ရလာတဲ့အတွက်ဗမာစစ်တပ်ကသူတို့ဒီရှိရဲ့စခန်းမှာနေဆက်စခန်းကိုထိုးစစ်ဆင်ပါတယ်ထိုးစစ်ဆင်တိုက်ခိုက်တာကိုသူတို့ကပြန်လာတွန်းလာနေတဲ့အချိန်မှာလေတစ်ခါကထိုင်းစစ်တပ်ကနေပြီးတော့ဗမာစစ်တပ်ကိုအားပေးကူညီတဲ့အနေနဲ့ ထိုင်းဘက်ချမ်းဒီနေဆက်ကိုပိတ်ပြီးတော့ထိုင်းဘက်ကနေအမြောက်တင်တဲ့ God Army ရှိတဲ့စခန်းကိုထုပါတယ်အဲ့တော့နှစ်ဖက်စစ်နှစ်ဖက်အညှက်ခံပြီးတော့သူတို့စခန်းကရဲဘော်တို့ထိကတန်းရတာတွေဖြစ်ခဲ့ပါတယ်တနေ့ကနေနေကစေုံတိမ့်ပြီးတော့တနေ့လာနေမနဲ့မှာထိုင်းရဝင်တိုက်တဲ့ချိန်မှာထိုင်းရုပ်မြင်တန်ကြားကင်မရာသမားတို့လည်းဒီဝင်မတိုက်မီတနေ့လာနေမနဲ့ပိုင်းမှာသူကစေုံဝင်နဲ့ဝင်ခွင့်ပေးပြီးတော့ကြည့်ရှုဝင်ပေးတယ်ပေါ့တော့တိုက်ရအတန်နှဲ့ဝင်နဲ့သူကပေးခဲ့တယ်ဒါက အင်မတန်အမြုံမြင်ရှိတဲ့လူရတစ်ခုလို့မြင်ရတယ်ပေါ့။ဘာကြောင့်လဲဆိုတော့သူတို့အနေနဲ့လူနာတွေကိုဘယ်လိုဆက်ဆံနေဒီလူနာတွေကိုသူတို့မနှိမ့်ဆက်ဘူးမညှဉ်းပန်းဘူးလူနာတွေကိုဆရာဝန်တွေကကုသကွင်းတွေပေးထားတယ်ဆိုတာကိုဒီထိုင်းပြည်သူတွေကိုမြင်အောင်ဒီတယ်လီဗီရှင်းအတိုက်အသံဖြင့်တော့သူကခွင့်ပြုခဲ့တယ်။နောက်ပြီးတော့သူတို့စက္ကန်းကိုထိုင်းစစ်တပ်ကနေအမြောက်နဲ့ထုလို့အခုလိုပြန်လာအေးအေးယူမှုလုပ်ရတယ်ဆိုတာကိုလည်းထိုင်းပြည်သူတွေကသူကသိစေခဲ့တယ် မြန်မာစောအမြင့်စစ်တီတော့ဖွဲ့ဝင်ကိုဦးကိုအဝေးစားတွေအကုန်ချုပ်ခိုင်းပြီးတော့ဗောင်းမီတိုလေးတွေနဲ့ထားပြီးတဲ့ခါမှာလက်ပြန်ဂျိုနောက်မှာတုတ်ပြီးတော့ဒူးတောက်ခိုင်းတယ်ဒူးတောက်ခိုင်းပြီးတော့အပေါ်ပိုင်းဗလာနဲ့ဗောင်းမီတိုလေးတွေနဲ့ဒူးတောက်ထားတဲ့ចောင်းသားကိုဦးကိုနောက်စီရနေပြီးတနတ်နဲ့တိတ်ပြီးတော့တယောက်ချင်းပြစ်တတ်ခဲ့တယ်အဲ့လိုသူအေးနဲ့ရဲစပြစ်တတ်တာခံခဲ့ရတာကိုဟိုတိရတဲ့ခါမှာထိုင်းဒီဆေးဟိုမှာရှိတယ်သူတို့ဟိုနဲ့ထိတွေ့ခဲ့တဲ့လူနာတွေ ိုဆရာဝန်ကြီးဝန်ထမ်းချုပ်ဟာတော်တော်စိတ်မကောင်းဖြစ်ကြတယ်သူတို့ကအေးအေးဆေးလက်နဲ့ချရတာနဲ့ဘာကြောင့်တက်ပြရတာလဲဘာလို့သူတို့ငါတို့နဲ့ဆက်တဲ့ဒီမှာအင်တန်ရင်ကျေးတယ်ငါတို့ချင်းကြောက်တာကြီးမရှိဘူးပေါ့နော်အားလုံးပဲမင်္ဂလာပါချခင်ဘက်ကကျွန်တော်တို့အိန္ဒိယနိုင်ငံကကျွန်တော်တို့တွန်လိုင်းအင်အားစုတွေကို ဘလို့နှစ်ကုတ်ခဲ့တယ်ဆိုတာကိုကျွန်တော်အနေနဲ့တင်ပြခဲ့ပြီဖြစ်ပါတယ်။ဒီပတ်မှာတော့ထိုင်းနိုင်ငံအကြောင်းကိုကျွန်တော်တင်ပြခြင်းပါတယ်။ကျွန်တော်တို့ကအနာဂတ်ကိုကြည့်ပြီးတော့တွန်လိုင်းလုပ်နေသလိုအတိတ်ကသမိုင်းအဖြစ်အပျက်တွေကိုသိရှိနားလည်ဖို့လည်းလိုပါတယ်။ဒါမှသာကျွန်တော်တို့တွန်လိုင်းအောင်မြင်ဖို့မှာရန်သူလားမိတ်ဆွေလားကျွန်တော်တို့ကူညီနိုင်သလားကျွန်တော်တို့နှောက်ရှက်နိုင်သလားဆိုတာကိုကျွန်တော်တို့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်မှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အင်းနီးချင်းနိုင်ငံကြီးရဲ့ ဆက်ဆံရေးဟာအင်တာအရေးကြီးပါတယ်သူတို့ဟာကျွန်တော်တို့နဲ့ဘလို့မှခွဲခွာလို့မရတဲ့တဘောတက်ရောက်ခဲ့တဲ့ဖယ်ရှားပေးလို့မရတဲ့နိုင်ငံတွေဖြစ်ပါတယ်အဲဒီတော့သူတို့ဟာကျွန်တော်တို့ပုံမှာဘလို့ဆက်ဆံလဲအဲ့ဒီတော့ကျွန်တော်တို့ကဘလို့တတိထားတဲ့နေဆိုတာကိုကျွန်တော်တို့သိရှိထားမယ်ဆိုရင်တော့ရှစ်လျှောက်ကျွန်တော်တို့လျှောက်လှမ်းမဲ့တန်းဟာဖြောင်ပြနိုင်ပါတယ်ထိုင်းနိုင်ငံနဲ့ဗမာနိုင်ငံကိုကြည့်မယ်ဆိုလို့ရှိရင်နိုင်ငံတစ်ခုလုံးမှာရှိတဲ့စစ်တပ်တွေဟာ တမ်းပြေကာဝေးတဲ့သူတို့ရဲ့စစ်တပ်ကိုခုတုံးလို့ပြီးတော့ကိုဂျိုးစီပါရှာချမ်းသာကြွယ်ဝလာအောင် လုပ်နေတဲ့အုပ်စုနှစုအနေနဲ့မြင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့1988ခုနှစ်မြန်မာဒီမိုကရေစီတောင်းဆိုမှုကြီးဖြစ်ခဲ့တဲ့ပြည်လွင်းကျုပ်အုံကြွမှုကြီးဖြစ်ခဲ့တဲ့အရေးတော်အကြီးတွေမှာမြန်မာစစ်တပ်ဟာဒီမိုကရေစီအင်အားစုတွေကိုရဲစစ်2020ခုနှစ်ကတုန်းကလိုပဲဟိုတက်ဖြတ်ခဲ့တယ် အဲ့ဒီလိုတက်ပြတ်ခဲ့တာကြောင့်ထွက်လာတဲ့တော်လိုင်းသမားလူငယ်တွေကိုလည်းထိုင်းနိုင်ငံမှာရှိတဲ့ထိုင်းဗိုလ်ချုပ်တွေကမလိုလားခဲ့ပါ။ဘာကြောင့်လဲဆိုတော့ထိုင်းဗိုလ်ချုပ်တွေနဲ့ဗမာစစ်ဗိုလ်ချုပ်တွေဟာစီးပွားရေးလုပ်ဖို့ကံပဲတီဖြစ်ခဲ့ပြီးတော့ဗမာအရေးခင်ပုံမှာမူတည်ပြီးတော့ထိုင်းဗိုလ်ချုပ်ကာဝေဦးစီးချုပ်ဗိုလ်ချုပ်ချက်ပလက်ရောင်ချိုင်ဟူယူဟာမြန်မာတက်တော်တွေငါးဖန်းခွင့်တွေကိုမြန်မာစစ်ဆိုးကပေးလိုက်တဲ့အတွက်တန်းကျွေမက ီလီယနာရီတယောက်ဖြစ်သွားခဲ့ပြီးချမ်းသာကြွားသွားခဲ့ပါတယ်ဒီလိုပဲထိုင်းဘူဂျိုတီကသူ့ရဲ့အစဉ်ဆက်ဗမာစစ်ဆိုးရနဲ့ပေါင်းပြီးချမ်းသာလာတဲ့စစ်ဘူဂျိုကြီးတွေကိုကြည့်ပြီးနောက်စစ်ဘူဂျိုတီကလည်းမြန်မာစစ်ဆိုးရနဲ့စီပွားရေးလုပ်ဖို့ကံဖက်တီဖြစ်နေခဲ့ကြပါတယ်ဒါကြောင့်မလို့ဗမာပြည်ဒီမိုကရေစီအရေးကိုထိုင်းစစ်တပ်ကလုံးဝအားပေးမှုရှိတယ်လို့မြန်မာစစ်ဆိုးရကလည်းထိုင်းနိုင်ငံရဲ့အကူအညီကိုတစင်တဆိုင်စီပွားရေးမျှပြီး ယူရယူထားခဲ့တာဖြစ်ပါတယ်။ကျွန်တော်အခုပြောမယ့်ကိစ္စကတော့2000ခုနှစ်ဇန်နဝါရီလစမှာ ဖြစ်ခဲ့တဲ့အခြေအနေကိုကျွန်တော်အနေနဲ့ UDB ကိုတွေ့အတွေ့အကြုံနေနဲ့ပြောပြခြင်းပါတယ်။ God Army လို့အဲ့ဒီတော့အမည်ရတဲ့ဖျားတပ်တပ်ပေါ့နော်။ဟုတ်ဖျားရဲ့တပ်မတော်လို့နာမည်မည်ရတဲ့ God Army ဆိုတဲ့ကရင်တော်လိုင်းအဖွဲ့တစ်ဖွဲ့ရှိပါတယ်။အဲ့ဒီအဖွဲ့ကိုဦးဆောင်နေတာကတော့အသက်၁၂နှစ်အရွယ် ဂျော်နီနဲ့လူသားထုဆိုတဲ့အမှားညီကိုနှစ်ယောက်ဖြစ်ပါတယ်။သူတို့ဟာကလေးတွေပြင်မဲ့သူတို့မှာထူးခြားတဲ့အင်အားတွေဒီတကိုးတွေရှိရဆိုပြီးတော့ကရင်တွေကယုံကြည်ကြတဲ့အတွက်ဒီကလေးနှစ်ယောက်ကိုပခုံးမှာထမ်းပြီးဒီစစ်သားတွေကသူတို့ရဲ့ခေါင်းဆောင်ဖြစ်တင်မြောက်ခဲ့ကြပါတယ်။အဲဒီကလေးနှစ်ယောက်ရဲ့ဒီ God Army ရဲ့အင်အားလူ200လောက်ရှိတဲ့အတွက်အင်အားလည်းမသေးဘူးလို့ပြောလို့ရပါတယ်။ ဒါပေမဲ့သူတို့ God Army ကနာမည်ရလာတဲ့အချိန်မှာဗမာစစ်တပ်နဲ့တိုက်တန်းသူတို့နိုင်နေဆိုတော့နာမည်ရလာတဲ့အတွက်ဗမာစစ်တပ်ကသူတို့တည်ရှိတဲ့စခန်းမှာနေဆက်စခန်းကိုထိုးစစ်ဆင်ပါတယ်ထိုးစစ်ဆင်တိုက်ခိုက်တာကိုသူတို့ကပြန်လာတွန်းလာနေတဲ့အချိန်မှာလဲတစ်ဖက်ကထိုင်းစစ်တပ်ကနေပြီးတော့ဒီဗမာစစ်တပ်ကိုအားပေးကူညီတဲ့အနေနဲ့ထိုင်းဘက်ခြမ်းကနေဒီနေဆက်ကိုပိတ်ပြီးတော့ထိုင်းဘက်ကနေ အမြောက်တင်နဲ့ God Army ရှိတဲ့စခန်းအမြောက်တင်နဲ့ထုပါတယ်။အဲ့တွက်နှစ်ဖက်စစ်နှစ်ဖက်အညှက်ခံပြီးတော့သူတို့စခန်းကရဲဘော်တို့ထိကတန်ရတာတွေဖြစ်ခဲ့ပါတယ်။အဲ့တော့အဲ့တစ်ချိန်တည်းမှာပဲဒီဒီ God Army နဲ့အတူတူမာမိတ်အနေနဲ့หนีနေတဲ့အဖွဲ့ကကျွန်တော်1988ခုနှစ်ကထွက်လာတဲ့ကျွန်တော်လေးမြန်ပြန်ပြီးဆွဲမှုဥဆောင်ခဲ့တဲ့ကိုရဲတီဟာကို ကိုစမ်းနိုင်တဲ့ရဲရင်တို့ ကဒီလင်းမြန်ပြန်ပြီးဆွဲပြီးထိုင်းကိုဗမာပြည်ကနေပြီးတော့ကော့တောင်းနေလင်းမြန်ပြန်ပြီးဆွဲပြီးထိုင်းမှာဆင်းပြီးတော့သူတို့ဟာဒီနောက်ထိုင်းကနေပြီးတော့ဒီထောင်းကလွတ်လာတဲ့ချိန်မှာနေဆက်မှာသွားပြီးတော့ Vigorious Burmese Student Warrior ဆိုတဲ့အဖွဲ့ကိုထူထောင်ခဲ့တယ်ပေါ့ကိုစားနိုင်ကကိုရဲတီဟာထူထောင်ခဲ့တယ်အဲ့ Vigorious Burmese Student Warrior အဖွဲ့ကအဖွဲ့ဝင်တွေကလည်း ABS ရဲ့က ရဲဘော်ဟောင်းတွေလည်းပါတယ်ပေါ့နော်သူတို့ဖွဲ့ပြီးတော့သူတို့หนีကြတဲ့ချိန်မှာသူတို့ကလည်းဒီစခန်းမှာရှိနေခဲ့တဲ့အတွက်ဒဏ်ရတဲ့ရဲဘော်တွေစေဘကုတာပေးဖို့ ਨੇ နှစ်ဖက်အညက်တိုက်ခံနေရတော့တံပြန်မှုတွေသူတို့ကအဖွဲ့ကောင်းဆောင်ကိုရဲတီဟာ ਨੇ ကိုဂျွန်ဂျော်နီနဲ့လူသားထုတို့ဒီခေါင်းဆောင်ပိုင်းတွေတိုင်းမြင်ပြီးတော့သူထိုင်းနိုင်ငံနဲ့ဝင်ရောက်ပြီးတော့တံပြန်လှုပ်ရှားမှုတစ်ခုလုတ်တင်တယ်လို့ဆုံးဖြတ်ချက်ချခဲ့ကြတယ်အဲ့ဒီမှာသူတို့ကွန်မန်ဒိုအနေနဲ့ လူ၁၀ယောက်ကိုရွေးချယ်ပြီးတော့ထိုင်းဘက်ကိုသူတို့လွှတ်ခဲ့တယ်ပေါ့နော်အော်ဒီလူ၁၀ယောက်ခါလက်နဲ့အပြည့်စုံနဲ့ဒီထိုင်းဘက်ကိုသူတို့တိတ်ဆိတ်ဝင်ရောက်ပြီးတော့လမ်းမှာတွေ့တဲ့ဘတ်စကာတစ်စီးကိုသူကစီးစီးနှင်းလိုက်တယ်ပေါ့နော်စီးနှင်းအဲ့ဘတ်စကာကိုဟိုဒီနဲ့ဒီ driver ကိုသူတို့ဖိအားပေးပြီးတော့နေဆက်ကနေပြီးတော့မိုင်းတော်တော်လှမ်းနေမိုင်40 50လောက်ဝေးတဲ့နေရာဘန်ကောက်မြို့ကနေကြည့်မယ်ဆိုရင်တော့ ဘန်ကောက်မြို့ကနေ85မိုင်ကအဝေးမှာရှိတယ်။ဒီ Rushmore မှာရှိတဲ့ Thai စေယုံတခုကိုသူတို့ဝင်ပြီးတော့ January လ23ရက်နေ့2000ခုနှစ် January လ23ရက်နေ့မှာအဲ့ဒီစေယုံကိုသူတို့ဝင်စီးခဲ့တယ်။ဝင်စီးတဲ့အချိန်မှာသူတို့မျက်နှာဖုံးတွေတတ်ထားပြီးတော့မောင်းမြန်တက်နတ်တွေလက်ပြပုံတွေအကုန်လုံးကန်ဆောင်ပြီးတော့သူတို့စေယုံကိုသူထိန်းလိုက်တယ်ပေါ့နော်။အဲ့လိုထိန်းလိုက်တဲ့အခါကျတော့ဒီလိုလက်တပြည့်ဝင်အောင်တင်းလက်ပက်လိုက်တယ်ထိုင်းနေရငိုင်းမိသွားပြီးတော့ ဒီစေယုံကြီးကိုသူတို့ကဒီကွန်ပေါင်းကြီးတစ်ခုလို့သူကသိမ်းထားနိုင်တယ်အဲစေယုံနဲ့မှာဆိုရင်ဟိုဆရာဝန်200လောက်နဲ့လူနာက600လောက်ရှိတယ်ပေါ့စုစုပေါင်းလူဦးရေအဲ့မှာ800လောက်တော့ရှိတယ်စေယုံကြီးကိုသူတို့ကစီထားပြီးတော့သူတို့ကတောင်းဆိုမှုကြီးစတောင်းတယ်ပေါ့သူကဘာကြီးတောင်းလဲဆိုတော့ဒီသူတို့စကန်းကို အမြောက်တွေနဲ့ပြစ်ခတ်နေတာတွေကိုရက်ဆိုင်ပေးဖို့ ਨੇ ထိကက်တန်ရတဲ့လူတွေကိုထိုင်းစေယုံကနေပြီးတော့ ဒီဆေးဝါးကုသပေးဖို့သူတို့ကတောင်းဆိုခဲ့တယ်။နောက်ပြီးတော့သူတို့ဒီ safety route ပေါ့နော်သူတို့အေးစေးထွက်နိုင်ဖို့အတွက်သူတို့ hel helicopter တစ်စင်းနဲ့နေဆက်ကိုပြန်ပေးဖို့လည်းသူတို့ကတောင်းဆိုခဲ့တယ်။အဲ့ထက်မှဒီ vigorous Burmese students warrior ဒီ Swash မြင့်စစ်တီတော်ဒီအဖွဲ့မှာကိုကိုပေးတာဆိုတာလည်းပါတယ်ပေါ့။ကိုပေးတာဆိုတာကကိုပေးတာကတော့လူချစ်လူခင်များပြီးတော့ဂီတတီးရလဲတော်တယ်သူကစပင်းအရှိလဲထားတယ်ပေါ့နော်။သူက ဒီလူလက်ပိုင်းတယောက်နေသူလည်းပါခဲ့တယ်ပေါ့ဒီစွားမြင့်ចောင်းသားတက်ဖွဲ့ကစေုံတော်မှာဖောက်ခွဲပစ္စည်းတွေထားတယ်ဆိုပြီးတော့ထိုင်းစစ်တပ်ကယုံကြည်တာကြောင့်သူတို့ကစစ်သက်ညှိနှိုင်းမှုစ조사ရဲ့လူတွေကလည်းအများကြီးထဲမှာရှိနေတော့လူတွေအသေးပြောက်များမှာဖြစ်ဟိုဆိုရင်လည်းအဲ့လိုညှိနှိုင်းခဲ့တယ်ပေါ့အဲ့တော့မြန်မာចောင်းသားတွေဘက်မှာက M16 တနတ်နဲ့လက်ပြပုံတွေပါတယ်ပေါ့အခြားကြီးမားတဲ့လက်နက်အမျိုးအစားမြန်မာစစ်စာသူတို့မပါခဲ့ပါဘူး ဲ့တော့မြမចောင်းသားတွေရဲ့တောင်းဆိုချက်ကိုမလိုက်ရောလို့ရှိရင်တော့ဒဇာကန်နေတဲ့လူဆေးရုံကိုဖောက်ခွဲပြစ်မယ်လို့ချင်းချောက်ထားတာပေါ့အဲ့တော့အဲ့လိုချင်းချောက်ထားတဲ့အချိန်မှာနှစ်ဖက်ဆွေးနွေးနေတဲ့အချိန်မှာထိုင်းစစ်တပ်ကတက်မှုပေါ့ဗိုလ်ချုပ်ကြီးစူရာရွတ်ချူလန်နွန်ပေါ့သူကဒီထိုင်းစစ်တပ်ရဲ့ဘက်ကနေဒါဒါကြီးကြပ်တဲ့ဗိုလ်ချုပ်ဗိုလ်ချုပ်ကထိုင်းနယ်စပ်ကနေပြီးတော့ God Army စခန်းကိုအမြောက်တွေနဲ့ပြစ်နေတာကိုသူက မပြတ်တော့ဘူးရက်ဖို့သူသဘောတူတယ်ပေါ့မပြတ်ဘူးဆိုတာသဘောတူတယ်နောက်ပြီးတော့ထိုင်းနိုင်ငံအတွင်းကိုစီးကုသမှုခံယူဖို့ဆိုလို့ရှိရင်ဒဏ်ရာရလူကြီးစီးကုသကိုခေါ်လာမယ်ဆိုရင်လက်နက်တွေကင်ဆောင်ပြီးတော့မလာဘူးဆိုရင်တော့လက်ခံပြီးတော့စီးကုသပေးမယ်ဆိုပြီးတော့ထိုင်းစစ်တပ်ဘက်ကသဘောတူခဲ့တယ်ဒါပေမဲ့သူတို့နေဆက်ကိုရဟရင်နဲ့ပြန်ပေးဖို့ကိစ္စကိုတော့အချိန်တွေကပြည်ရေးရအဆုံးဖြတ်ချက်မပေးသေးတဲ့အတွက်မတင်မကျဖြစ်နေခဲ့တာပေါ့နော် ဲ့ဒီအချိန်မှာပဲဘန်ကောက်ကနေပြီးတော့ဆွေးနွေးကိုညွှန်ကြားနေတဲ့ထိုင်းပြည်ရဲ့ဝင်ကြီးဆန်နန်ကာချရွန်ပရာဆတ်ကအကြံပေးဝင်ရောက်တိုက်ခိုက်ဖို့သူဟာတိတ်တဆိတ်ညွှန်ကြားခဲ့အဲ့တော့စစ်စဆွေးနွေးမှုတွေကိုသူကအချိန်ဆွဲပြီးတော့လုံးဝမဟုတ်ဘူးလို့တစ်ဖက်ကပြောပြီးတော့၂၂နှစ်အကြာမှာထိုင်းစင်းကိုတိမ့်ပိုက်ပြီး၂၂နှစ်အကြာမှာထိုင်းစစ်တပ်ကအကြံဖက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ပေါ့အဲ့တော့အဲ့လိုဝင်လာတဲ့အချိန်မှာ ခြေမုံရေးထိုင်းစစ်သားတွေကထရက်ကားတွေဂျစ်ကားတွေနဲ့စီးဝင်တွေကိုဒလက်ချမ်းမောင်းဝင်လာတဲ့အချိန်မှာကြောင်သားတွန်လိုင်းအဖွဲ့တွေကလည်းအော်တိုမတစ်တနတ်တွေနဲ့ပြန်လည်ပြစ်ခတ်ခဲ့တယ်ပေါ့အဲ့တော့အဲ့လိုပြစ်ခတ်ခဲ့တဲ့အချိန်မှာ ကိုဗီတာကကနဲ့သူ့အဖွဲ့ကတချို့ကစီးဝင်လူနာတွေကိုထိခိုက်မှာဆိုတဲ့အတွက်ဘေးလွယာကိုနေရာရွှေ့ပေးပြီးတော့စပွဲအောက်တွေမှာဝက်ခိုင်းနေပေါ့နော် အဲ့ဒီပြင်သူတို့ကဒီမနေ့ပိုင်းမှာတနေ့နေ့ကစေးုံတိမ့်ပြီးတော့တနေ့လာနေ့မနေ့မှာဝင်းထိုင်းအောင်ဝင်းတိုက်တဲ့ချိန်မှာသူကထိုင်းရုပ်မြင်တန်ကြားကင်မရာသမားတို့လည်းဒီဝင်းမတိုက်မီတနေ့လာနေ့မနေ့ပိုင်းမှာသူကအဆောက်အဦတဲ့ကိုစေးုံဝင်းနဲ့ဝင်းခွင့်ပေးပြီးတော့ကြိရှုပ်ဝင်ပေးတယ်ပေါ့တော့တိုက်ရဲ့အတန်နဲ့ဝင်နဲ့သူကပေးခဲ့တယ်ဒါဟာအင်မတန်အမြုံမြင်ရှိတဲ့လှုပ်ရက်တစ်ခုလို့မြင်ရတယ်ပေါ့ဘာကြောင့်လဲဆိုတော့သူတို့အနေနဲ့လူနာတွေကိုဘယ်လိုဆက်ဆံနေလဲ ဒီလူနာတွေကိုသူတို့မနှိမ့်ဆက်ဘူးမညှင့်ပန့်ဘူးလူနာတွေကိုဆရာဝန်တွေကစေတုကုသဝင်တွေပေးထားတယ်ဆိုတာကိုဒီထိုင်းပြည်သူတွေကိုမြင်အောင်ဒီတယ်လီဗီရှင်းအတိုက်အသံဖြင့်တော့သူကခွင့်ပြုခဲ့တယ်နောက်ပြီးတော့သူတို့စခန်းကိုထိုင်းစစ်တပ်ကနေအမြောက်နဲ့ထုလို့အခုလို့သူတို့ဒီပြန်လာအရေးယူမှုလုပ်ရတယ်ဆိုတာကိုလည်းထိုင်းပြည်သူတွေကိုသူကသိစေခဲ့တယ်ပေါ့အဲရုံးမြတန်ကြီးကနေသူတို့ဘာကြောင့်သူတို့အဲ့လုပ်ရတယ်ဆိုတာသူတို့ပြောပြနိုင်ခဲ့တယ်ပေါ့နော် အဲ့တော့ဒီလိုရုပ်မြင့်တန်ကြားထွန်းလို့နေတဲ့အချိန်မှာပဲဒီတုံလုံးနေတဲ့ဒီဇာကန်ဒီလူနာတွေကိုတွေ့ရပြီးတော့ဒီအော်တိုမက်တစ်သဏ္ဍတီနဲ့ပြန်လည်ဖြစ်ကပ်နေတာကိုလည်းကြားခဲ့ရတယ်ပေါ့အဲ့ဒီမှာဆေးရုံအခုထူးခြားတာဆေးရုံယူဟိုလာဝင်တိုက်မယ်ဆိုရင်သူတို့ဝင်တိုက်မယ်ဆိုလူနာတွေနဲ့တူဖောက်ခဲမယ်လို့ဗမာကြောင်းသားတွေကတွန်လိုင်းသမားတွေကချင်းကြောက်ထားပြင်မယ်တကယ်တော့ထိုင်းနေတာတိုက်တဲ့အချိန်မှာသူတို့ကအဲ့ဒီလူနာတွေသူတို့ကဖောက်ခွဲတာတွေမလုပ်ဖက်နဲ့ အကာအကွယ်ပေးပြီးတော့သူတို့ဘေးလို့ရအောင်သူတို့ရွှေ့ပေးခဲ့တယ်ပေါ့နော်ပြီးတော့မှသူတို့ကထိုင်းစစ်တပ်ကိုပြန်လာပစ်ခတ်တဲ့တွေ့ဆိုင်းစစ်တပ်ကနောက်ပြန်ဆုတ်ပေးပြီးတော့စွန်အမြင့်စစ်တီတော်ဖွင့်တဲ့ထိုင်းစစ်တပ်တို့ကပြန်ညှိတယ်ညှိတဲ့အချိန်မှာအပြည့်ရထိုင်းမှာညှိတဲ့အချိန်မှာဗမာចောင်းသားတွေအဖွဲ့ကသူတို့ကိုနေဆောက်ပြန်ဖို့ပြီးငါငါတို့လက်နဲ့ချမယ်နော်ပြည်သူတွေလည်းမသိအောင်လူငယ်တွေမှလည်းလက်နဲ့ချမယ်ဆိုတာသူပြောတဲ့အတွက်ထိုင်းစစ်တပ်ကသဘောတူခဲ့တယ်အဲ့ဒီအဲ့ဒီအတွက်စွန်အမြင့်စစ်တီတော်အဖွဲ့က ဒီရဲဘော်၉ယောက်ကလက်နဲ့ချလိုက်တယ်ဗောနော်လက်နဲ့ချလိုက်ချိန်မှာထိုင်းစစ်တပ်ကနေပြီးတော့စင်းကိုတေဆုံးသူဒဏ်ရသူမရှိနဲ့ပြန်လဲအေးစီပြန်လဲတိမ့်ပတ်လိုက်နိုင်တယ်အဲ့လိုတိမ့်ပတ်လဲပြီးတဲ့အချိန်မှာဒီတော်လိုင်းသမားမြမစွန်အမြင့်စစ်တီတော့အဖွဲ့ဝင်၉ဦးကိုအဝိစားတွေအကုန်ချုပ်ခိုင်းပြီးတော့ဘောင်းမီတိုလေးတွေနဲ့ထားပြီးတဲ့အခါမှာလက်ပြန်ကြိုးနောက်မှာတုတ်ပြီးတော့ဒူးထောက်ခိုင်းတယ်ဒူးထောက်ခိုင်းပြီးတော့အဲ့ဒီလိုအပေါ်ပိုင်းဗလာနဲ့ဘောင်းမီတိုလေးတွေနဲ့ဒူးထောက်ထားတဲ့ ကျောင်းသားကိုဦးနောက်ဆီရနေပြီတန်းနဲ့တိပ်ပြီးတော့တယောက်ချင်းပြစ်တတ်ခဲ့တယ်အဲ့လိုသူအေးနဲ့ရဲစဲပြစ်တတ်တာခံခဲ့ရတာကိုတိရတယ်ထမထိုင်းဒီဆေးဟိုမှာရှိတယ်သူတို့ဟိုနဲ့ထိတွေ့ခဲ့တဲ့လူနာတွေဟိုဆရာဝန်တွေဝန်ထမ်းချို့ဟာတော်တော်စိတ်မကောင်းဖြစ်ကြတယ်သူတို့ကအေးအေးဆေးလက်နဲ့ချရတာနဲ့ဘာကြောင့်တတ်ပြရတာလဲပေါ့နော်သူတို့ငါတို့နဲ့ဆက်ဆံနေချိန်မှာအင်တန်ယဉ်ကျေးတယ်ငါတို့ချင်းကြောက်တာကြီးမရှိဘူးပေါ့နော် အဲ့လိုငင်းချမ်းတဲ့သူတို့လက်နဲ့ချပေးလိုက်တဲ့အချိန်မှာပြစ်တတ်တာဟာမလုံတဲ့မှုဆိုတော့ထိုင်းနေကိုယ်တိုင်ကဟိုပြောစမှတ်ကြီးဖြစ်သွားတယ်ပေါ့နော်။ဟိုထိုင်းအနာပိုင်းနေကတော့သူတို့ကတင်းထုတ်ပြန်နေနေမှာဟိုတဘုံကိုတည်ဆုံပြီးတော့ထိုင်းစစ်သားတွေနဲ့ရဲရရှိအများပြဒဏ်ရာရရှိတယ်ပေါ့။ဆိုပြီးတော့သူကလိန်ညာပြီးပြောတယ်။အမှန်တော့ထိုင်းစစ်သားရဲ့ရဲရရှိအများပြဒဏ်ရာရเสียလဲအကြောင်းမရှိဘူး။ဘာကြောင့်လဲဆိုတော့ သူတို့ဝင်သိနေချိန်မှာစီဝင်နေမှာရှိရဲ့လူနာကြီးလည်းတယောက်မှတန်ရမရဘူးဒီစေကုသပြီးနေဆရာဝန်ကြီးသူသူနာပြီလည်းတယောက်မှတန်ရမရပဲနဲ့ဗမာကြောင်းသားတပုံ၉ယောက်ကတော့တိုက်ခိုင်နေတေသွားတယ်ကွာသူတိုက်ပွဲမှာကြသွားတယ်သူသူတဲ့အပြန်လာပြီးနဲ့တည်တယ်ဆိုတာမျိုးသူကပြောခဲ့တာပေါ့နော်အမှန်တော့ဟိုကလက်နဲ့ချတယ်အေးဆေးလက်နဲ့ချပြီးတော့အဲသူတို့သဘောတူညီချက်နဲ့ သူတို့နေကြောက်ပြန်ပို့မယ်ဆိုတဲ့သဘောညီကြောင်းလက်နဲ့ချလိုက်တဲ့ချိန်မှာသူ ਈ တက်ခဲ့တာကိုပြန်လံပြစ်ခတ်ရင်တည်ဆုံသွားသလိုထိုင်နေရပုံဖော်ခဲ့တယ်ဟောအဲ့ဒီလိုမြမအကြောင်းသားကြီးရဲ့ကိုကိုရဲ့စခန်းကိုအတိုက်ခံရတဲ့အတွက်ကိုကပြန်ပြီးတုံ့ပြန်တဲ့ကိစ္စကိုကိုအသက်ဆုံးလုခဲ့တဲ့ဒီတော်လိုင်းမှာကိုဦးတော့ကျွန်တော်တို့စိတ်ထဲမှာအရန်နှမျောတတ်တတ်မှုဖြစ်တယ်ဘောနော်ဝမ်းလဲဝမ်းနေစရာကောင်းတယ်အခုတည်းကလည်းကျွန်တော်တို့စိတ်ထဲမှာဒီ ခံစားမှုကရှိတယ်။ဒါကြောင့်တစ်ချိန်ကျရင်ကျွန်တော်မြန်မာနိုင်ငံကြီးဒီမိုကရေစီရလို့လွတ်လပ်တဲ့နိုင်ငံဖြစ်လာတဲ့အချိန်မှာလူငယ်သူရဲကောင်းတွေရဲ့မြုပ်ထားတဲ့နေရာတွေမှာတွားပြီးတော့သူတို့အလောင်းတွေကိုကျွန်တော်တို့တံပိုးရှိတဲ့အားလုံးအမှတ်တရဖြစ်တဲ့နေရာတွေမှာကျွန်တော်ပြန်လဲမြုပ်နှံပြီးတော့မွန်ကွန်ထားထိုးထားဖို့စိတ်ကူးတဲ့ကျွန်တော်စိတ်ထဲမှာရှိပါတယ်။အနေအမတန်စိတ်ကောင်းစရာဟိုကိစ္စတစ်ခုလည်းဖြစ်တယ်ပေါ့နော်။ကျွန်တော်ဒီသူတို့ဟာအခုအချိန်မှာဘယ်နေရာမှာမြုပ်ထားရဲဆိုတာကိုကျွန်တော်တို့ တစ်ချိန်တော့ကျွန်တော်စုံစမ်းပြီးတော့ဒါပြန်လဲပြီးတော့တူးဖော်ရမယ်ကိစ္စတစ်ခုလေကျွန်တော်တို့အတွက်အကျိုးကျန်နေတယ်ပေါ့နော်အမှန်တော့ဒီလိုဖြစ်ပြနေတယ်ကဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နိုင်ငံဟာအောက်တန်းရန်ကြတဲ့နိုင်ငံဘက်ကိုရောက်နေတာကြောင့်တော်လိုင်းနေတဲ့လွတ်မြောက်ရေးအတွက်ကြိုးစားပန်းနေတဲ့သူတွေကိုစစ်ဆိုးရအလှူကြစီးပွားရေးလှူရှားခြင်းနဲ့ထိုင်းနိုင်ငံရဲ့သဘောင်းနဲ့စစ်တပ်ကထိုင်းစစ်ဗိုလ်ချုပ်တွေကတပ်ဖြတ်ခဲ့တာဖြစ်တယ်ပေါ့ကျွန်တော်ကိုကိုရဲတီဟာက ကျွန်တော်ကျွန်တော်အဲ့အချိန်မှာအမေရိကမှာရှိနေချိန်မှာသူစာရေးပြီးတော့သူတို့ရဲ့အခက်အခဲကိုကျွန်တော်ရှိစာရေးတင်ပြခဲ့တယ်ပေါ့နော်အဲ့တင်ပြခဲ့တဲ့အထက်မှာသူတို့ဘာကြောင့်ဒီလိုစိတ်ယုံဝင်သိမ်းရတယ်ဆိုတာပြောတယ်ပေါ့နော်အဲ့တော့အဲ့ဒီစာကိုကျွန်တော်ကသူရေးတဲ့စာကိုကျွန်တော်ကဟိုအင်တာနက်မှာကျွန်တော်တင်ပေးလိုက်တယ်ပေါ့သူဒီဒီလိုပြောခဲ့တယ်ဆိုတာသူစာကိုတော့ကျွန်တော် copy လုပ်ပြီးကျွန်တော်မတင်ဘဲနဲ့ဒီတိုင်းပဲသူရေးတဲ့အရေးသားအတိုင်းကိုကျွန်တော်တင်ပေးလိုက်တဲ့အခါကျတော့ထိုင်းတင်းဌာနတွေ မြမအကြီးလိလာတယ်နိုင်ငံသားစာရေးဆရာတယ်ကျွန်တော်ရှင်လှမ်းစစ်ကြတယ်တေချာတော့အခိုင်အမာမေးတယ်ပေါ့အဲ့ဒါကိုကျွန်တော်လည်းအခိုင်အမာကျွန်တော်ပြန်လဲဖြေချခဲ့တယ်ပေါ့နော်အဲ့လိုကျွန်တော်ဖြေချခဲ့တဲ့နောက်ပိုင်းမှာဒီကျွန်တော်ဗမာအကြီးကိုအမေရိကန်နေပြီးတော့ကူညီပေးနေတဲ့ထောက်ပံ့ပေးနေတဲ့ NED လို့ခေါ်တယ် National Endowment for Democracy ပေါ့နော်ဒီမိုကရေစီရေးအတွက်ထောက်ပံ့မှုပေးနေတဲ့အဖွဲ့အစည်းပေါ့ Washington DC က NED ကကျွန်တော် Director Brian Joseph ကကျွန်တော်ကိုအကြမ်းဖက်သမားလို့တတ်မှတ်လိုက်တယ်ပေါ့။ဘာကြောင့်လဲဆိုတော့ကိုရဲရဲကိုရဲတီဟာတို့ဟလာဒီ Vigorous Burmese Students Warrior ရဲ့ဟိုထိုင်းစေုံဝင်သိမ်းနေဝင်သိမ်းနေတဲ့ဒီအဲ့ဝင်သိမ်းနေဒီလူတွေရဲ့နောက်ကနေပြီးတော့ဒီထောက်ကအားပေးနေတယ်ညွန်ကြားနေတာကျွန်တော်ဖြစ်တယ်လို့သူကစွတ်ဆွဲတာပေါ့ဗျာအမှန်တော့ဟိုသူကလုပ်တယ်ကျွန်တော်လည်းသိတာမဟုတ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကတော့ကို့ ကိုလာပြီးတော့အခက်ခဲဖြစ်အောင်ကိုစကောင်လာ တိုက်တာကိုသူတို့ကပြန်တိုက်တာဟာကျွန်တော်အနေနဲ့တရားတယ်လို့မြင်တာပေါ့လေဒါကြောင့်မလို့ကျွန်တော်တို့ကသူတို့ဘက်ကရက်တီပဲကျွန်တော်ပြောတဲ့ဟာမှာကျွန်တော်ကအကြမ်းဖက်သမားတယောက်ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သတ်မှတ်ခဲ့တယ်ပေါ့နောက်တစ်ခုပြီးတော့အဲ့ဒါဘယ်နေရာပို့ထင်ရှားပါလဲဆိုတော့အဲမြေစီမသတင်းကိုအဲ့တော့အိန္ဒိယမှာရှိနေတာပေါ့နော်အဲမြေစီမသတင်းကိုကျွန်တော်ကဆောင်းပါးတစ်ပုတ်ပို့လိုက်တယ် အဲ့ဒီဆောင်းပါးကဘယ်လိုရေးထားလဲဆိုတော့အကျန်းဖက်သမားကိုအကျန်းဖက်ချင်းဆိုရယ်ဆောင်းပါးပေါ့ခေါင်းစဉ်ကဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လာပြီးအကျန်းဖက်မယ်လာတတ်မယ်ကျွန်တော်တို့ပြစ်ခတ်တတ်ဖြတ်ဖို့စူးစမ်းပြီးလာတတ်တဲ့လူတယောက်ကိုကျွန်တော်တို့ကခေါင်းကုန်ခံမနေဘဲနဲ့ကျွန်တော်တို့ကပြန်တိုက်ရမယ်ဆိုတဲ့အတွေးခေါ်ကိုကျွန်တော်တင်တာပေါ့နော်အကျန်းဖက်သမားကိုအကျန်းဖက်ချင်းဆိုတာအဲ့ဒီအဲ့ဆောင်းပါးကိုသူတို့ကလည်းကြိုက်လို့တင်လိုက်တယ်ပေါ့နော်တင်လိုက်ပြီးတော့တည့်ရပဲကြတယ်အဲ့ဆောင်းပါးကိုချင်းချင်းဖြုတ်ချပလိုက်မျက်စိမှာ ထွက်ချပြီးအဲ့ဒီကအက်ဒီတာလုပ်တဲ့သူကိုရဲရင်လားမသိကျွန်တော်မိတ်ကနေပြသူကနေပြီးတော့ကျွန်တော်ကိုတောင်းမှန်နေဟိုစာပို့တယ်ပေါ့အကိုတို့အကိုရဲ့စာမောက်ကျွန်တော်ဖြုတ်ချလိုက်ရတယ်ဘာကြောင့်လဲဆိုတော့ဟို Nvidia brand Joseph ကနေပြီးတော့ကျွန်တော်တို့ဒါဖိအားပေးတယ်ပေါ့နော်မင်းဒီဒီဒီလူကအကျန်းဖက်သမားဖြစ်တယ်ပေါ့နော်ဒီအကျံဖက်မှာတယောက်ရဲ့ရေးတဲ့အကျံဖက်တဲ့ဆောင်းပါးမျိုးကိုငါတို့ကဒါ လက်မခံဘူးအဲ့တော့မင်းတို့အဲ့ဒီစာကိုဖြုတ်မချဘူးဆိုလို့ရှိရင်မင်းတို့ပေးနေတဲ့ဒီ funding တွေကိုဖြတ်မယ်ဆိုပြီးတော့ချင်းချောက်တဲ့အတွက်သူ ဖြုတ်ချလိုက်ရပါတယ်လို့ကျွန်တော်ပြောပြတယ်ပေါ့အဲ့တော့မှကျွန်တော်ကတော်တော်လေးအံ့ပြီးတော့တည်ရတယ်ဘာကြောင့်လဲဆိုတော့ဒီကျွန်တော်ရေးတဲ့ဆောင်းပါးကကိုမတရားလာလာတိုက်တဲ့လူယူကိုကပြန်တိုက်ခွင့်ရှိတယ်ကိုကိုရဲ့အသက်ရှင်ပိုင်ခွင့်ကိုရဲ့ခုခံပိုင်ခွင့်ကိုကျွန်တော်ရေးခဲ့တာဖြစ်တယ်ဒါပေမဲ့အဲ့လိုရေးခဲ့တာလည်းကျွန်တော်ဗမာလိုရေးခဲ့တာ ဗမာစာနဲ့ရေးခဲ့တာဗမာပေးသက်တွေရေးခဲ့တာဖြစ်တယ်ဒါပေမဲ့အဲ့ဒီဥစားကိုဒီတင်ပြီးတည့်ရဲ့အတွက်မှာ brand joseph ကဘာကြောင့်တည်ရလဲဘာကြောင့်လဲဆိုတော့ brand joseph ကဗမာလိုစာမဖတ်တတ်ဘူးရအဲ့တော့ brand joseph ကိုဗမာလိုနားလဲတဲ့ဗမာတယောက်ကကျွန်တော်ဆောင်းမဒီလိုဒီလိုဖြစ်ပါတယ်ဆိုပြီးတော့ချွန်တွန်းလောက်လိုက်တယ်လို့ကြောက်သူကတည်သွားတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဗမာ၄ထဲမှာလဲအနီးဒီမှာလုတ်နေတဲ့အကောင်ဒီထဲမှာကျွန်တော်တို့ တကယ်တမ်းဒီမိုကရေစီကိုစ조사နေတဲ့တွန်လိုင်းသမားတွေကိုမလိုလားတဲ့အုပ်စုတွေရှိတယ်ဆိုတာနော်ထင်းထင်းရှားသိကြရတယ်ဗောနော်ဟုတ်ငါတို့အုပ်စုပဲငါတို့ American funding ကိုငါတို့အုပ်စုပဲရစေရမယ်ကြံတဲ့ကောင်တွေတော့ funding မရအောင်ငါတို့ဘလို့ပိတ်မလဲဆိုတဲ့အုပ်စုကြီးတခုလဲ funding ပေးတဲ့ American ဒီဌာနတွေမှာဝင်စည်းထားတယ်လို့ကျွန်တော်အနေနဲ့ခံစားရတယ်ဗောနော်ဒါပေမဲ့အခုအချိန်မှာတော့ Trump အစိုးရကနေ funding တွေအကုန်လုံး ဖြတ်ချနေတဲ့အချိန်မှာတော့ဒီလူတွေလည်းသူတို့စားပေါက်ပိတ်ချင်လဲပိတ်သွားနိုင်တဲ့အချိန်ကြီးရောက်သွားတာပေါ့လေဒါတော့သူတို့ရဲ့တမိုင်းနဲ့သူတို့ပေါ့ဒါဒါကကျွန်တော်လက်ရှိကြုံခဲ့ရတဲ့ဖြစ်ပျက်ကိုကျွန်တော်ကဒါအမှန်တမ်းကျွန်တော်ပြောပြတာဖြစ်တယ်အဲ့တော့ဒီဒီဥစ္စာဒီဒီဒါ2000ခုနဲ့မှာဖြစ်တာပေါ့နော်အဲ့တော့ဒီ2000ခုနဲ့မတိုင်မီ1990ခုနှစ်မှာလဲ ျွန်တော်တို့ခုဖြစ်ခဲ့တယ်အဲ့ဒါပါလဲဆိုတော့အဲ့ကိုစန်းနဲ့ဦးစီးတဲ့ Vigorous Burmese Students Warrior အဖွဲ့ကအောက်တိုဘာလ1ရက်နေ့မှာနော်1996ခုနှစ်အောက်တိုဘာလ1ရက်နေ့မှာကျောင်းသား9 9ဦးကမြန်မာတိုင်ယုံဘန်ကောက်မှာရှိမြန်မာတိုင်ယုံဝင်ပြီးတော့တိမ့်နေပေါ့နော်ဝင်စီးလိုက်တယ်အဲ့တော့အဲ့ဒီမြန်မာငါကျောင်းသား9ဦးကိုဦးစီးခဲ့တဲ့သူကတော့ရဲဘော်ဂျော်နီခေါ်ဂျော်နီလို့ခေါ်တယ်ပေါ့နော် သူဟာဆိုရင်ကျွန်တော် ABS ရဲ့ရဲဘော်ဟောင်းတယောက်ဖြစ်တဲ့အပြင်ဆောဒစကန်ရဲဘော်တယောက်လည်းဖြစ်တယ်ဆိုတော့သူတို့ဝင်သိမ်းလိုက်ပြီးတော့သူတို့ဟာဒီသိမ်းတဲ့အချိန်မှာဒီတိုင်ယွန်းထဲမှာတန်တမန်နေရှိမယ်ခီးသွားဖို့အတွက်လာပြီးတော့ဗီဇာလျှောက်တဲ့လူတွေရှိမယ်ဒဇန်ကနေရှိမယ်အားလုံးဒီထိုင်းနိုင်ငံသားတွေလည်းရှိတယ်ဗောအခုအားလုံး89ဦးသူတို့ဖမ်းပြီးတော့ထိန်းသိမ်းထားတယ်တိုင်ယွန်းထဲမှာအဲ့ဒီတော့အဲ့ဒီမှာသူတို့ညှိတာကဘာလဲဆိုတော့ တို့အိမ်ပြန်ခွင့်ကိုခွင့်ကိုတို့အိမ်အိမ်ကိုလွန်နေအိမ်ပြန်ခွင့်ကိုတို့ပေးဖို့နဲ့နောက်ပြီးတော့တို့အနေနဲ့အာဏာမရှိအရေးယူမခံနဲ့အိမ်ပြန်နိုင်ခွင့်တို့တောင်းတယ်နောက်တစ်ခုကတို့ကိုနော်ဒီနေဆက်ကိုအရေးမြီဘူးနဲ့ပြန်ပို့ပေးဖို့တို့တောင်းတယ်အဲ့ဒီလိုတောင်းဆိုချက်တွေကိုထိုင်းအာဏာပိုင်တွေကသဘောတူလိုက်ပြောလိုက်တယ်အဲ့အချိန်မှာထိုင်းအစိုးရကဒီမိုကရေစီလိုလားတဲ့အစိုးရဖြစ်နေတဲ့အချိန်မှာ ကံကောင်းထောက်မှသာပဲသူတို့နောက်တည့်မှာ1969ခုနှစ်အောက်တိုဘာလ2ရက်နေ့မှာမြန်မာနေဆက်ကိုရရင်လည်းပြန်လဲပို့ဆောင်ပေးခဲ့တယ်။အဲ့လိုပို့ဆောင်ပေးခဲ့တဲ့အတွေ့မြန်မာစစ်အစိုးရတန်းရွှေတို့ပေါ့နော်တန်းရွှေတို့ကအလွန်မင်းဒေါသထွက်ခဲ့တယ်။အဲ့လိုအဲ့လိုဒေါသထွက်ပြီးတော့တန်ရုံတိန်းတဲ့လူတွေအေးမြူနေတဲ့ထက်ကလော်လယ်ကူနဲ့နေဆက်တီဟယ်လီကော်နဲ့ပြန်ပို့ပေးခဲ့တာဒီမိုကရေစီတော်လိုင်းကြီးကိုအားပေးနေတာဖြစ်တယ်ဆိုပြီးတော့ ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တဲ့အပြင်ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးကိုနှစ်လားတည်တည်သူကပိတ်လိုက်အဲအဲကြောင့်လက်အတော်ကြာလာတဲ့အခါမှာဂျော်နီကိုသူတို့စခန်းမှာရှိနေတဲ့အချိန်မှာထိုင်းနယ်ခြားဆောင် Ranger တပ်ဖွဲ့ကတပ်ဖွဲ့ဝင်အချို့နဲ့ KNU ဗဟိုကောမဒီဝင်မန်းငိမ့်မောင်တို့ကဆွေးနွေးမယ်မင်းတို့တွားရီလာရီအတွက်ကိုငါတို့လုတ်ပေးနိုင်ဖို့ထိုင်းနိုင်ငံ ဝင်ထွက်နိုင်မှုတွေလုပ်ပေးနိုင်မှုတွေဆွေးနွေးမယ်ဆိုပြီးတော့လာရောက်ဖြားရောက်ပြီးတော့ခေါ်ယူတဲ့အတွက်ဂျော်နီကမန်းကြီးမောင်ကိုယ်တိုင်ပါတဲ့အတွက်ပေါ့ကင်ညူဘူကောင်းဒီဝင်တယောက်လည်းပါတဲ့အတွက်သူကရုံကြည်နဲ့ပဲလိုက်သွားတဲ့အခါမှာအဲ့ဗမာပြည်ပဲအချမ်းမှာပဲထိုင်းနိုင်ငံဘက်ကမကူးခင်မှာသူတက်ဖြတ်ပြီးတော့လက်ဆက်ဖြောက်လိုက်တယ်အဲ့ဒါဟာကို့တော်လိုင်းသမားတွေတဲကတစ္ဆာဖောက်လိုက်တယ်ကိစ္စကြောင့်လို့ တည်ရတယ်ကျွန်တော်စင်မကောင်းဖြစ်မိတယ်ပေါ့နော်မန်းငယ်မောင်ကလည်းအဲ့ဒီထက်ကတော်လိုင်းကိုတစ္ဆာဖောက်ခဲ့သူသူ့လူကိုပဲသားဖြစ်နေခဲ့တယ်ဆိုတာကိုကျွန်တော်တို့ကရေးမိခဲ့ဖြစ်နေကင်ရွေးဘိုးကောင်ကြီးဖြစ်နေတဲ့ခါကျတော့ဘယ်လိုမှမပြောတာဘူးပေါ့နော်အဲ့ဒီအခုတော့စစ်အုပ်စုရဲ့နော်အခုမင်းအောင်လိုက်အုပ်ချုပ်နေတဲ့စစ်အုပ်စုရဲ့နိုင်ငံတော်ကောင်စီဝင်တူတော်မန်းငယ်မောင်ဖြစ်နေပြီးတော့စစ်တပ်ရဲ့ပံ့ပိုးကူညီမှုနဲ့နော်လုပ်ငန်းတွေချထားပေးမှုနဲ့သူ့ မိသားစုတွေကစစီးပွားရေးလုပ်ငန်းနေနဲ့ဟိုချမ်းသာကြွားတဲ့လူတယောက်ဖြစ်နေတာဟိုတွေ့ရတယ်ပေါ့ဟောဒီလိုကျွန်တော်တို့ဒီစုံပြူတွေကတော်လိုင်းရဲမှာတော့ကျွန်တော်ရှိနေပါပဲကျွန်တော်တို့ဒီဒေါ်လိုင်းလှုပ်တော့ကဒီဥတရေခင်းဂျုံရေခင်းလှုပ်တော့ကလည်းကျွန်တော်တို့ဒေါ်လိုင်းလှုပ်နေတဲ့လူတွေကြားထဲမှာအားနေတဲ့လူတွေကိုစိတ်တမခံပါတဲ့လူချင်းကြောက်ဒါနဲ့တမျိုး ပေကန်းဒါနဲ့တမျိုးဆွဲပြီးတော့တည်င်းပေးလောက်ခိုင်းတာတွေ informal လို့ခိုင်းတာတွေကျွန်တော်ကြောင်းသားဘွားမှာလည်းကျွန်တော်တငယ်ချင်းတွေကြားထဲမှာ informal တွေရှိရဆိုတာကိုသိရခဲ့တာတွေတချို့က informal တော့မဟုတ်ဘူးတကယ်ထောင်လိုင်းအဖြစ်ဝင်ပြီးတော့တပ်ဖွဲ့ဝင်ဖြစ်ဝင်ပြီးတော့ထောင်လိုင်းတပ်ဖွဲ့ဝင်တယောက်ကကြောင်းသားအောင်ဆောင်မကြောင်းတက်နေတာတွေဒါမျိုးတွေကိုကျွန်တော်တို့ကကြုံခဲ့ရတာပေါ့နော်ဆိုဒီလိုဟာမျိုးတွေကိုကျွန်တော်တို့ကသိပြီးတော့ကျွန်တော်တောင်းလိုင်းအောင်မြင်ဖို့အတွက်လာကျွန်တော်တောင်းလိုင်းကိုနှောင့်နေအောင် ကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေအချင်းချင်းညီညွတ်မှုမရအောင်စီလုံးရေးကိုဟိုပြက်ပြားအောင်ဘလူတွေကလုံနေတယ်။ဘာကြောင့်လုံနေသလဲ။တော်လိုင်းသမားတွေစီလုံးမှညီညွတ်မှငါတို့တော်လိုင်းအောင်မယ်ဆိုတဲ့အတွေးခေါ်လူတိုင်းသိနေရတာနဲ့အဲ့လိုညီညွတ်ရေးကိုမတီဆောက်ဖဲနဲ့တလန်းသားသွားနေတာဘလူတွေဘာကြောင့်သွားနေလဲဆိုတာကိုကျွန်တော်တို့ကမျက်စိတောက်တောက်ကြည့်ပြီးတော့ ရန်သူမိတ်ဆွေခွဲခြားနိုင်ဖို့နဲ့သူ့လူကိုယ့်ဘက်သားတွေကိုဖော်ထုတ်နိုင်မှုလို့ရတယ်။တချို့ကသူ့လူဒါပေမဲ့ကိုယ့်ဘက်သားအနေနဲ့နေနေတာနော်ကိုယ့်အထက်ထဲမှာဝင်ပြီးတော့အတွင်းလှိုက်စားနေတယ်ဒီအတွင်းတချို့တွေပေါ့နော်တချို့တွေအတွင်းကနေဝင်ပြီးတော့ဖျက်ဆီးနေတဲ့လူတွေကိုကျွန်တော်ကဖော်ထုတ်ဖို့လို့ရဲဆိုတာကိုသတိပေးနေကျွန်တော်တို့အင်ဒီဂျင်နိုင်ငံတွေဟာကျွန်တော်တို့နိုင်ငံရဲ့ဒီမိုကရေစီရည်ကို လှုပ်ပြီးမှလာဒါမှမဟုတ်စစ်အုပ်စုအတွက်ကိုလှုပ်နေကြမှာလာတကယ်လို့စစ်အုပ်စုဘက်ကိုလှုပ်နေတယ်ဆိုတာထင်ရှားသိရင်ငါတို့ဟာငါတို့လုံးဝစီလုံးညင်ညွတ်စွာနဲ့တိုက်ရင်မှရမယ်ဆိုတဲ့အသည့်နဲ့စီလုံးညင်ညွတ်ရို့အဓိကဇောင်းပိလှုပ်ကြဖို့ဒီနေရာနေပြောကြရင်နဲ့ညီကုံချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ထွန်းအောင်ကြပါ